မင်္ဂလာပါတော်လန်ပုံကံပြိုမီတို့အားမန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့တော်လန်ပြိုမီတို့ကို အားမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့အင်းလေးမျိုးသမီးတမက IWU ရဲ့အဖွဲ့ဝင်လဲဖြစ်အင်းလေးပြည်သူကာကွယ်တပ်အမန်1339တရေးရဲ့ဗန်နာရေးတာဝန်ခံဖြစ်တဲ့တာဝန်ထမ်းဆောင်နေသူမက်ကီကီဖြစ်ပါတယ်ညီမလေးကီကီမင်္ဂလာပါနော် ညီမလေးနှမြေနဲ့ညီမလေးလက်ရှိတောင်းယူထားတဲ့ဖွဲ့စည်းတဲ့တာဝန်လေးကိုအမားတို့တော်လန်ပြည်သူတွေကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်နော်ညီမလေးရေဟုတ်ကဲ့ပါအာကျွန်မနှမြေကတော့ကီကီပေါ့နော်ဒီလက်ရှိအင်းလေးအမျိုးသမီးတမကအဖွဲ့မှဖွင့်ဝင်တဲ့အနေနဲ့တာဝန်ထမ်းဆောင်နေပြီးတော့မှဒီအင်းလေးပြည်သူကကွယ်ရေးတပ်အမတ်ထောင်ကိုတက်ရင်မှပန္နာရေးတာဝန်ခံတယောက်အနေနဲ့ပေါ့နော်တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်အမားတို့ညီမတို့ကိုယ်တိုင်ပဲပေါ့တော့မဲပေးပြီးရွေးချယ်ထားတဲ့ဒီလူထုအစိုးရစီကနေစစ်တပ်ကအခုလိုအကြမ်းဖက်ပြီးတော့ပေါ့နော်အာဏာမသိမ်းခင် ဒီ2021နှစ်ဦးပိုင်းကာလတွေတုန်းကမြန်မာလေးတို့တွေမျှော်လင့်ချက်တွေတတိတန်းနဲ့ဒီဆယ်တန်းဆံမွေပွဲကြီးဖြစ်ဆိုမှုပြင်ဆင်နေတဲ့ကာလပေါ်နှုန်းတက္ကသိုလ်ဝန်ထမ်းအောင်ပြီးသွားရင်ဆိုတဲ့မြန်မာလေးရဲ့စိတ်ကူးအိမ်မက်တွေအကြောင်းပြောပြပေးပါလားနော်ဒီအနာမတိုင်းမိစေတော့ကျွန်မတို့တွေအတူလူငယ်ပဲပေါ့လေနော်ဆိုတော့တက္ကသိုလ်ဝန်ဆံပွဲတွေဖြီးပြီးရင်ဆိုတော့ဒီကျွန်မတို့တွေအော် တင်ယူစရာလေးလာစရာရအများကြီးလိလာမယ်နောက်ပြီးတော့ဒီအလုပ်တစ်ခုကောင်းကောင်းလုပ်မယ်ပေါ့လေနော်ပြီးတော့ဒီကျမတို့ဒီမိပါတွေကိုပေါ့နော်ဒီပြန်လုပ်ကြွေးမယ်ဆိုရယ်ဆက်ရတော့ဟိုအိမ်မက်တွေပေါ့နော်ဟုတ်တယ်နော်ညီမအမားတို့နိုင်ငံမှာလေဒီမိုကရေစီညှို့ဖူးလေးစပြီးပွင့်လန်းဖို့အားယူနေတဲ့ကာလမှာအမားတို့လူငယ်တွေအကုန်လုံးကတကယ်ကိုတက်တက်ကြွကြနဲ့ကိုစီစိတ်ကူးအိမ်မက်တွေဒီအနာကညှော်မှန်းချက်တွေကိုတတိတတိုင်းနဲ့ရုန်းကန်နေကြတဲ့အချိန်စူးစမ်းနေကြတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာလူယုံမာတွေကလေလူလူရွေးချယ်ထားတဲ့ရတသားဆိုးရောင် သူတို့လက်နဲ့အာကိုနဲ့အာနာသိမ့်လိုက်တာလေတော်တော်ယုံမာတဲ့လူတွေအမားတို့တနိုင်ငံလုံးအမောင်မိုင်ဆုံးဘဝကိုထိုးချသွားခဲ့ရတာအမားတော့တကယ်ကဘာမကြည့်ပဲမြမရောဘလောက်နာကျင်ခံစားရလဲဘယ်လိုမျိုးခံစားရလဲဆိုရင်တော့ကျမတို့ဒီအိမ်မက်တွေအများကြီးဖြစ်စီခံလိုက်ရတဲ့လူမျိုးပေါ့နေနော်ဒီအော်ချီကိုလှမ်းကြည့်လိုက်ရင်ကျမတို့ဘာမှမမြင်ရတော့အနာဂတ်တွေဆိုတော့မှုန်ဝါးဝါးပဲဆိုတော့ခါကြတော့ကျမတို့ဒီအပေါ်မှာဟိုမတရားမှုကိုဟို ပြုလုပ်လိုက်တယ်ဂျူးလွန်လိုက်တယ်ဆိုတဲ့အနေထားမှာကျမတို့အနေနဲ့အများကြီးခံစားရတယ်ပေါ့လေနော်အမပြောပါအောင်ညီမရဲ့တို့လူငယ်တွေရဲ့ဒီຫນွေဦးတော်လေးကြီးတဲ့ကိုညီမကိုယ်တိုင်ဘယ်လိုပါဝင်ဖြစ်ခဲ့လဲဆိုတာကိုလေဟုတ်အဲခုနပြောခဲ့တဲ့လူပဲပေါ့နော်ဒီကျမအနေနဲ့ဒီမတရားမှုကိုခေါင်းငုံမခံရှင်တဲ့စိတ်တစ်ခုထဲနဲ့ဒီຫນွေဦးတော်နိုင်ရောပါဝင်ဖြစ်ခဲ့တာပါဟုတ်အာနာသိမိကစားမှာလေအမတို့ညီမတို့လေဒီလူငယ်တွေပေါ့နော် ီလိုအာဏာသိမ်းတာကိုလုံးဝလက်မခံနိုင်ကြအောင်လက်သုံးချောင်းထောင်းပြီးတော့လမ်းမပေါ်အတွက်ဆန္ဒပြခဲ့ကြရည်လေးနော်အဲ့ဒီတော့အမဆိုရင်လေအမတို့ဒီမုံဝါမျိုးမှာနေတိုင်းထွက်ပြီးဆန္ဒပြခဲ့ကြရင်အဲ့ဒီအချိန်မှာဒီလက်နက်မပါဘဲနဲ့အမတို့လမ်းပေါ်မှာငင်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကိုလေအာဏာရှင်ကလက်နက်ဒုတ်တွေနဲ့ရဲစစ်တပ်တွေကရဲရဲစက်စက်အကြမ်းဖက်ဖြိုခွင်းတော့အမမျက်စိတွေအခုချိန်ထိကိုမထွက်ဘူးတကယ်နာကျင်ခံစားရတယ်ညီမတို့စီမာရောအဲ့လိုကြုံတွေ့ရလာရင် အော်အဲ့လိုမျိုးကြတော့ဒီအတန်းဖက်စတာကဖြူခွင်းခဲတဲ့ချိန်ကြတော့ညီမကိုတိုင်နဲ့ဟိုကိုတိုင်မမြင်တွေ့ခဲ့ရဘောလင်းတော့ဆိုတော့ဟိုညီမတို့နေတဲ့ဒီတာခါကြတော့ဒီညောင်ရွှေမြို့နယ်အင်းလေးပေါ့နော်ဒီအင်းလေးဒီတာမှာကြတော့ဒီလိုမျိုးအုံကြွားမှုတွေကဟိုသူဟိုအများကြီးမဖြစ်ခဲ့ဘူးပေါ့လင်းတော့ဆိုတော့ဒီလိုမျိုးအတန်းဖက်ဖြူခွင်းခါကြတော့ညီမတို့ကိုတိုင်နဲ့တော့မမြင်တွေ့ခဲ့ရဘောလင်းတခြားတော့ဒီတာမှာဖြစ်ခဲ့တာကြီးကြတော့ဒီမီဒီယာနေပဲတဆင့်ဟိုညီမတို့တီးခဲ့ရတယ်ပေါ့ဟုတ် ဟုတ်တယ်ညီမရေရဲနဲ့စစ်တပ်ကလေဒီငင်းချမ်းစွာဆန္ဒပြတပိတ်မှောက်နေတဲ့အမားတို့လူငယ်တွေကိုအဲ့လိုရဲရဲဆက်ဆက်ဖြိုဝင်းတက်ဖြတ်တာတွေများလာတော့တပိတ်ဆက်ထွက်ဖို့ကတိတ်ခတ်လာတာပေါ့နော်အဲ့ဒီကာလမှာလေတကယ်ကိုကြော်ချမ်းစရာကြီးနော်ညီမရေတပိတ်တင်ငင်းချသွားရတဲ့အချိန်တုန်းကဆိုရင်လေအမဘာဆက်လို့ရမှန်းတော့မသိအောင်ဖြစ်သွားခဲ့တယ်ညီမရေညီမရောအဲ့လိုအချိန်မှာပေါ့နော်တပိတ်တင်ငင်းတက်သွားတဲ့အချိန်မှာရောညီမအနေနဲ့ဘလို့ခံစားရလဲပေါ့နော်ခံစားမှုလေးပေါ့နော် ဟုတ်ဟိုတပိတ်တွေညင်ပြီးသွားတဲ့အချိန်မှာဆိုရင်ဒီမှာအနေနဲ့ခံစား share ပေါ့နေနော်ဒီကျမတို့ပြည်သူတွေကဒီလိုမျိုးဒီအဲ့ဒီအချိန်မှာဟုတ်ဒီလိုမျိုးဆန္ဒပြတာတွေပဲလုပ်နိုင်ခဲ့တယ်ဆိုတော့လက်နက်ကင်အဖွဲ့အစည်းဆိုတာလေရှင်းရှင်းအေးအချိန်မှမပေါ်ပေါက်နိုင်သေးဘူးပေါ့လीနော်ဆိုတော့ဒီမှာအနေနဲ့ဘယ်လိုခံစားရလဲဆိုရင်ဟောငါတို့ဒါဘာမှမပြန်လုပ်လို့မရတော့ဘူးလားဆိုတော့ဘာငါတို့ဘာမှဆဲလုပ်လို့မရတော့ဘူးငါတို့ဒီတိုင်းပဲပြီးသွားတော့မှလာဆိုတော့ခံစားချက်မျိုးတော့ဖြစ်တယ်ဟောမှာ အင်းလေးသူဆိုတော့လေအင်းလေးမျိုးတိသမက်က IWU တဲ့ကိုဝင်ဖြစ်ပုံလေးကိုပြန်ပြီးဖောက်တဲ့ချပေးအောင်เนาะအမအောင်ဟုတ်ဒီအင်းလေးသမက်ကဆိုတာဒီအင်းလေးအမျိုးသမီးသမက်ကပေါ့เนาะဆိုတော့ဒီအဖွဲကဒီအမျိုးသမီးကြီးကိုလောက်ဆောင်နေတဲ့အဖွဲပေါ့လीเนาะဆိုတော့ဒီမအနေနဲ့အတွေ့ဝင်လာကြတော့ဒီကျမတို့ဒီနိုင်ငံရဲ့အယူတစ်ခုရောက်ဖို့ဆိုတာကြတော့ဒီအမျိုးသမီးအကြီးကဒီမလုံးမဖြစ်မပါမဖြစ်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဆိုတော့ဒီကျမအနေနဲ့ဒီအမျိုးသမီးကြီးကို လုံရှင်နဲ့ဆန္ဒရှိတယ်ဆိုတော့ကျွန်မအနေနဲ့ဒီအဖွဲ့ကိုဝင်ရောက်ဖြစ်ခဲ့တာပါဟုတ်အဲ့ဒီအဖွဲ့မှာရောညီမလေးကဘာတောင်းယူထားလဲဟုတ်ကျွန်မအနေနဲ့ဒီအင်းလေးအမျိုးသမီးတမကအင်တာဗျူးယူအဖွဲ့မှာဒီပြည်သူလူထုကိုပေါ့နော်စီယုံလှုံ့ဆော်တဲ့ campaign တွေမှာဒီတောင်းဝန်ယူပြီးတော့လှုံ့ဆော်နေပါတယ်ဟုတ်ဒီညီမတို့ရဲ့ပေါ့နော်အင်းလေးမျိုးသမီးတမကအလှူရှာဆောင်ရွက်နေတာကိုတော်လန်ပြည်သူတို့ကိုမျှဝေပေးပါအောင်ညီမရဲ့ ီကျမတို့အင်လီအမျိုးသမီးတမကအဖွဲ့နဲ့ဒီအဓိကလှုပ်ရှားနေတဲ့ဟိုအလောက်တူရပါဘောနေနော်ကျမတို့ဒီစပေးရှောင်းပြည်သူတွေကိုကူညီတာမျိုးနောက်ပြီးတော့မှဆေးဝါးတွေဆေးကုသမှုတွေပြုလုပ်ပေးတာနောက်တစ်ခါကျတော့ဒီဒေါ်လာရေဘော့ရေဘက်တွေကိုရိတ်ခါရှောက်တွေမျှဝေပေးတာတွေလောက်ဆောင်နေနောက်တစ်ခါကျတော့ခုနပြောခဲ့တယ်လို့ပဲပြည်သူလူထုကိုဒီရုံလှုံ့ဆော်တဲ့ကမ်ပိန်းတွေကိုအဓိကလှုပ်ဆောင်မယ်ဟုတ်ညီမအင်းလေးပြည်သူကကိုရိတ်တဲ့တရင်တစ်တုံညာတုံညာကိုမှလည်းဗန်နာရီနော် ပြောပါအောင်ညီမရဲ့ရဲဘော်တွေအတွက်ဘန်နာရေးတွေကိုဘယ်လိုစီမံပေးနေရတာလဲအတွေ့အကြုံလေးပေါ့နော်ဟုတ်ဒီပန်နာရီပိုင်းအနေနဲ့ပြောရမယ်ဆိုရင်ကျမတို့ရွာကြီး တော်လှန်ကာလဒီလေးနှစ်ကျော်လာပြီပေါ့လीเนาะဆိုတော့အဓိကဒီကျမတို့ရေထောက်ပံ့ပေးနေကြတဲ့ပြည်တွင်းပြည်ပပြည်သူတွေလည်းအများပြင်ပန်းလာကြပြီဆိုတော့ပြည်သူတွေရေထောက်ပံ့မှုပိန်းတွေလည်းတဖြည်းဖြည်းနဲ့အာရုံရတဲ့အချိန်မှာကျမတို့အနေနဲ့ဒီပန်းနိုင်ပိန်းကိုပို့ပြီးတော့အားစိုက်ရတယ်ပေါ့လीเนาะဆိုတော့ကျမတို့ဒီတိုင်းရင်တန်းဖွဲ့ရေဖို့တွေအတွေ့ရလာတဲ့များဝင်ငွေတွေကိုဟုတ်စနစ်တကျပေါ့လीเนาะဝင်ငွေဆိုလည်းဝင်ငွေမှတ်တမ်းထွက်ငွေဆိုလည်းထွက်ငွေမှတ်တမ်းပြီးတော့ဒီရေဖို့တွေတကယ်လို့အဲ့တဲ့နေရာတွေမှာစနစ်တကျစီမံပြီးတော့မှတုံးဆွဲတာမျိုးတွေလောက်ပါတယ်ဟုတ် ဟုတ်တယ်နော်ညီမအမဆိုရင်လေဒီတော်လိုင်းအစပေါ့နော်ပတ်စံအဲ့လောက်ကြီးရေးကြီးမယ်လို့မသိခဲ့ဘူးဒီသေရတဲ့ကောင်ထွက်ခဲ့လို့အကျန်းဖက်စစ်တပ်ကအော်ခဲ့တော့ကဒီအသက်ဆွင့်ပြီးတော့ရင်ဆိုင်တိုက်ခဲ့ရတဲ့ဒုလူငယ်တွေကဒုနယ်တဲနဲ့ထွက်လာခဲ့ကြပါလေအမဆိုရင်တကယ်အားတက်ခဲ့ရတာဒါပေမဲ့ဒုဘက်မှာလည်းအသေးခံတိုက်ဝင်းတဲ့လူငယ်တွေရှိုံနဲ့မှမရတာလေနော်သူတို့တွေလက်နက်တွေလိုတယ်ကြည်ရီလိုတယ်သူတို့အသက်ကိုကယ်ဖို့အတွက်ကြီးကားတွေလိုတယ်အဲ့ဒါတော့ငွေတွေလိုတယ်ပေါ့နော်ညီမဗန်နာရေးမှုဆိုတော့ဗန်နာရေးရဲ့အရေးပါပုံလေးကို တော်လန့်ပြည်သူတွေကိုရှင်းပြပေးပါအောင်နော်ဟုတ်ပါနာရီကဘယ်လိုအရေးပါမလဲဆိုပြောရမယ်ဆိုရင်တို့ကျမတို့ဒီစစ်ရေးကိုပဲပြောကြည့်ကြမှာပေါ့လေနော်ကျမတို့ဒီဒီစစ်ရေးအောင်ပွဲတစ်ခုရောက်ဖို့ဆိုတာကြတော့ ဒီနောက်တန်းနေပြီးတော့မှမဖြစ်မနေလိုအပ်တဲ့ဒီပန္နာကြီးဘိန်းတို့ထောက်ဖို့ဘိန်းတို့ဆိုတာကြအရေးကြီးတဲ့ခန်အခန်းကန်တာတစ်ခုမှပါဝင်တယ်ပေါ့လေနော်ကျမတို့ဒီတိုက်ပွဲတပွဲလောက်ဖို့ဆိုတာကြတော့ဒီလက်နဲ့ကြီးတွေရောလက်နဲ့လက်နဲ့ငယ်တွေရောပေါ့နော်နောက်ဂျီမျိုးစုံရိတ်ခါနဲ့အထွေထွေအတုံးစရိုက်တွေအများကြီးလိုအပ်တယ်ပေါ့ဆိုတော့ဒီကျမတို့မြို့တိန်တပွဲမြို့တိန်တိုက်ပွဲတပွဲလောက်မယ်ဆိုရင်ကြီးဆိုရင်ဟိုတိန်ကနန်းနဲ့ဂုံကြရဲပေါ့နိစစ်စင်အကြီးတွေပြလို့ဆိုရင်တန်ကနန်းနဲ့ဟိုဂုံကြရဲပေါ့လေနော်ကြီးရ ဆိုတော့ကျမတို့တွေကဒီလက်နဲ့တာရှိပြီးတော့မှဒီလိုမျိုးကြည်တွေမဖြည့်နိုင်ခရင်ဗန်နငွေမရှိလို့ကြည်တွေမဖြည့်နိုင်ခရင်ပေါ့လေနော်ကျမတို့ကလက်နဲ့တုတ်တတာပဲရှိမယ်ပေါ့ဆိုတော့ကျမတို့ဒီဗန်နာကြီးကအင်မတန်မှအရေးကြီးတယ်ပေါ့ဆိုတော့ပြောရှင်နာဒီတို့လှန်ကြီးကြည့်အောင်မြင်ဖို့ဆိုရလဲဒီဘီတူလူထွေးရဲ့အားနဲ့ပေါ့နီနော်ကျမတို့ဒီပန်နာရီမျက်နှာစာတိုက်ပွဲကိုလေအကြီးကအားထိဖို့လိုပါမယ်ပေါ့တော်လန်ပြူမီတို့ပဲလဲကြအောင်ဆိုကိကီဟုတ် အမားတို့မိမသားတွေကလေဒီကနာဘောင်းဆုံမှာပေါ့နော်မျိုးသားရင်းနဲ့ရင်းမောင်းတန်းပြီးတော့လုံနိုင်တယ်လीနော်ဒါပေမဲ့ဒီမျိုးသမီးဖြစ်တည်မှုနဲ့မျိုးသားဖြစ်တည်မှုကတဘာဝအရာမတူညီကြဘူးလीနော်ဆိုတော့ကဒီနွေဦးတော်လိုင်းရဲ့ကြီးမှာဟာမျိုးသမီးမို့ခွဲခြားဆက်ဆံခံရလားကန့်သက်တာမျိုးတွေရောညီမလေးကြုံတွေ့ခဲ့ရလားဘလို့စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ရလဲ ဟုတ်ဒီမိန်ကလေးအနေနဲ့ဆိုဟိုခွေးရှားဆက်ဆံခံရတာမျိုးတော့မရှိခဲ့ဘူးလေနော်ဆိုတော့ဟိုတော်လန်ကြီးဆက်ဆက်ရှင်တော့ကကြတော့ဒီလိုမျိုးဟိုအမျိုးသမီးတွေအပေါ်မှာဗောလေနော်ဟိုသူရဲ့လောက်နေစွန်းအရေးရှင်တွေကိုကြည်ပြီးတော့မနေရပေးတာမျိုးတွေမဟုတ်ဘူးဒီအမျိုးသမီးမလို့ဟိုခြေတမ်းမတွားရဘူးနောက်တမ်းမှာပဲနေရမယ်ဟိုနောက်တမ်းစဖူမှာပဲထမင်းရှက်ပြီးတော့ပန်နာကြီးဘိန်းထောက်ဖို့ဘိန်းတို့ယုံဘိန်းတို့အဲ့လိုမှာပဲနေရမယ်ဆိုတော့ဟို စီမံစည်းကမ်းလေးဟိုကြာကြီးရတယ်ပေါ့လေနော်ဆိုတော့အခုဒီတော့လေကြာလာတာ ਨੇ အများဒီအမျိုးသမီးတွေကလည်းဒီကဏ္ဍပေါင်းစုံမှာပါဝင်လာနေပါပြီဆိုတော့ဟုတ်ဒီ main clinic နဲ့ခက်ခဲဆိုတာကြတော့ဒီယောက်ျားလေးတွေထဲတော့ပိုခက်ခဲတဲ့ပေါ့နီเนาะအဓိကအဖြစ်ပြောရမယ်ဆိုရင်တော့ကျမတို့ဒီစိတ်ပိန်ဆိုင်ရာပေါ့လေဟိုအမျိုးသမီးတွေအနေနဲ့ဒီလဆင်တမတာလာတဲ့အချိန်ဆိုရင်တော့ဟိုစိတ်ဓာတ်တက်တာတက်ရီကြီးကြတာတွေဆိုတော့ဒီ အမျိုးသားတွေချဲပူပြီးတော့မှကြုံရတယ်ဆိုတော့စိတ်တက်ပိတ်ဆင်ရတော့ပူပြီးတော့မှခက်ခဲနေရှင်အဲ့ဒီခက်ခဲစိန်ခေါ်မှုတွေရောဒီတော်လန်ပုံကန်တိုင်းနဲ့ပြုံမီတယောက်နေနဲ့ဘလိုရင်းဆိုင်ကြော်ဖြဲ့ရလဲညီမဟိုညီမအနေနဲ့တော့မနော်ဒီလူမျိုးခက်ခဲတဲ့ပင်ပန်းတဲ့ဆိုတာအရာဒီမှာကျမတို့ကဒီတော်လှန်ရေးလုပ်နေတယ်ကျမတို့တွေမှာဒီလိုမျိုးပေးဆပ်ထားရတဲ့ရေပေါ်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ဟိုစိတ် စိတ်ဓာတ်ကြားတဲ့အချိန်တိုင်းမှာပေါ့လေနော်ကျမတို့ကပေးဆက်ထားရတဲ့အများကြီးရှိတယ်ဆိုတော့ကျမတို့လေကြားလို့မဖြစ်ဘူးပြူလေလို့မရဘူးဆိုတော့အနေအထားနဲ့ဒီဟိုပေးဆက်သွားတဲ့တူတွေကိုပြန်တတိယရင်ပေါ့လေနော်ဟိုဒီလိုမျိုးရှေ့ဆက်ပဲဖြစ်ပါရဲ့ဟုတ်တို့တော်လိုင်းရလေးနှစ်ကျော်လာပြီနော်အသက်တွေပေါ်ရအများကြီးရင်းနှီးပေးဆက်ထားရပြီတော်လိုင်းရဲ့ကြီးအမြန်ဆုံးအောင်မြင်ဖို့အတွက်ပါတွေဘလို့ထပ်ပြီးပြင်ဆင်ကြဖို့လိုအပ်မယ်လို့ညီမထင်လဲဟုတ် တော်နဲ့ရေးမှအကြီးကကျမဟာဗျူဟာသွားကကြတော့ဒီနီလန်းတွေတော့အများကြီးရှိတယ်ဗောလीနော်ဆိုတော့ကျမတို့အနေနဲ့ဒီတူလန်ရေးဖို့ရေးပဲရိအရှင်ရှင်တော့ပို့ပြီးတော့မှစီစီလုံးလုံးညင်ညွတ်ညွတ်နဲ့ပူပေါင်းဆောင်ရွက်တက်ဖို့လူတယ်ဗောဆိုတော့နောက်တစ်ခုအနေနဲ့ကျမတို့ဒီတူလန်ကြီးအောင်ဖို့အကြီးကကြတဲ့ဟာဗီဒူတွေဗောနော်ဗီဒူအားလုံးကဒီတယောက်ရှင်စီပါဝင်လာမှဒီတူလန် ဒီကျမတို့ရောက်ရှင်တဲ့ဒီတို့နိုင်ရီအရွေးတစ်ခုကပူပြီးတော့မှမြန်မြန်ဆန်ဆန်ရောက်လာနိုင်မှာဖြစ်တဲ့အတွက်ကျမတို့ဒီအားလုံးဒီဗီဒူတယောက်ရှင်းစီတိုင်းပါဝင်လာနိုင်အောင် ကျမတို့ရဲ့အနေနဲ့ပူပြီးတော့မှစီယုံလှုံ့ဆော်တနေလို့မြင်ပါတယ်ဟုတ်ကျေးဇူးပါညီမရေတကယ်ပဲစိတ်ခွန်အားလေးရပါတယ်နော်တော်လန်ပြည်သူတွေကိုဗာမြန်ဖြည့်ဆွဲပြောချင်သေးလဲညီမ ဟိုဟိုဖြည့်ဆွဲပြောရှင်တာတဲ့ကြတော့ဒီကျမတို့ပြည်သူတွေအပါဝင်ပေါ့လေနော်ဒီတုံ့နှံနေကြတဲ့ကျမတို့ရဲ့ရဲဘော်ရဲဘက်တွေအားလုံးစိတ်တမကြပဲနဲ့ဒီကြာရကဏ္ဍမှာအများကြီးစိုင်းရင်နဲ့ရှိဆဲကြမယ်လို့ဟောအားလုံးနဲ့အတူတူရှိနေပါတယ်လို့ပြောရှင်ပါတယ်အခက်ခဲတွေအနေရတွေကြားကအချိန်ပေးပြီးတော့အခုလိုစိတ်ခွန်အားတွေပေးလို့တော်လံပြုံွေတို့ကိုစားညီမလေးကိုကျေးဇူးအရင်တင်ပါတယ်နော်ဟုတ်ကဲ့ပါကျေးဇူးပါမှာပြန်ဆောင်ကြမယ်နော် ဒီရက်ဘက်မှာတော့ဒီလောက်ပါပဲပြည်သက်ကြီးတို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံပြုံမေတို့အားမှန်စစ်စင်ကိုပါဝင်သွားမလဲဆိုတာကိုအပတ်စဉ်အင်္ဂါနေ့ညတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်